ကိုနေမမင်္ဂလာပါခင်ဗျာမင်္ဂလာပါโอเคမင်္ဂလာပါโอเคပါအခုပထမဆုံးအနေနဲ့ဒီကျွန်တော်သိကျင်တာကဒီအဲ Spring Crop Front အကြောင်းမပြောခင်ပါဘောเนาะပထမဆုံးအနေနဲ့အခုနေမရဲ့နာမည်နဲ့အဲဘယ်နေရာမှာတာဝန်ယူဆောင်ရနေရဲဆိုတော့အရင်ဆုံးသိပြရစီခင်ဗျာမင်္ဂလာပါအမနာမည်ကတော့ Amelia ဖြစ်ပါတယ်အမက SCF မှာ platform SCF platform မှာ တာဝန်ယူပြီးတော့မှ lead team lead အနေနဲ့ဆောင်ရွက်နေတာပါဟုတ်ကဲ့ပါမခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်သိချင်တာကဒီအဲ SCF ပေါ့နော်မအားခုနပြောရတဲ့အရှိကောက်ဆိုရင်တော့ဒီ Spring Crop Fund အကြောင်းကိုပြည်သူလူထုသိအောင်အရင်ဦးဆုံးရှင်းပြပေးပါလားခင်ဗျာဟုတ်ကဲ့ပါ Spring Crop Fund ကတော့ဒါ SDB ရဲ့နောက်ဆုံးအသစ်ထွက်ရှိထားတဲ့ fundraising platform တစ်ခုဖြစ်ပါတယ်ပေါ့နော်အမ်ဒီ spring crowd fan ထွက်တာအဲသုံးလပဲရှိသေးတယ်ပေါ့နော်ဆိုတော့အရန်ဟို new platform လေးတစ်ခုပေါ့နော်ဒီ new platform လေးရဲ့ user ချက်ကတော့ဒါ campaigns တွေအများကြီးပေါ့နော်အခုဆိုတော်လိုင်းကာလာမှာ campaign တွေကလည်းအများကြီးပေါ့နော်ဆိုတော့ Facebook တွေပေါ်မှာအများကြီးတင်ကြတဲ့ခါကျတော့လူတွေက reach out အရန်မရောက်ဘူးပေါ့နော်ဆိုတော့မရောက်တဲ့ခါကျတော့ဟိုဟို campaign သေးသေးလေးတွေ medium size campaign လေးတွေကိုဟိုတနေရာတည်းမှာ အော်စုပေးထားလိုက်တဲ့ခါကျတော့ donors တွေကလည်းတနေရာထဲမှာ campaign မျိုးစုံကိုတွေ့ရတယ်ဘယ်နေရာကိုလူချင်းလဲဘယ်ဒေသကိုလူချင်းလဲဘယ်နေရာကိုရောက်စေချင်လဲဆိုတဲ့ဟာပေါ်မှာမူတည်ပြီးတော့မှသူတို့ကရွေးပြီးလူသွားလို့ရတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဒီရွေးချယ်လေးကတော့အခမဲ့အသုံးပြုနိုင်တဲ့ platform လေးတစ်ခုဖြစ်တယ်နောက်ပြီးလို့ရှိရင်ဒါ campaign တွေကိုစုစည်းထားတဲ့ယုံကြည်စိတ်ချရတဲ့ STP payment platform နဲ့တုံးတခါတည်းပေးသွားလို့ရတယ်ပေါ့နော် SCF မှာ အာ register လုပ်ထားပြီး account ရှိတယ်ဆိုလို့ရှိရင်တခြားချို့တွေဆိုလို့ရှိရင် certificate တွေလည်းမယူရဲကြတာလည်းရှိသလိုမသိရဲထားတာလည်းရှိသလိုဟိုတုံးမို့လည်းပျောက်သွားတာလည်းရှိကြတယ်ပေါ့နော်လှူတာတွေကလည်းအများကြီးဟိုဆိုတော့အခါကျတော့ဒီလိုမျိုး SCF platform မှာ account တစ်ခုဖွင့်ပြီးတော့မှ register လုပ်ထားတယ်ဆိုလို့ရှိရင်ကိုယ့် account ထဲမှာဟိုအချိန်မြွေးဒီကိုယ်လှူထားတဲ့ certificate ကိုယ်လှူထားတဲ့ campaign တိုင်းကိုလှူထားတဲ့ amount အစတုံတုံမြင်ရတယ်ပေါ့နော်မြင်ရတဲ့အပြင်တစ်ချိန်မှာကိုယ်ကလည်းနည်းနည်းလေး ဟိုကိုလဲလူခဲ့တယ်ဆိုတာလေးကိုနည်းနည်းလေးကြွယ်ကျင်တာတို့ဒါမှမဟုတ် share ကျင်တာတို့ရှိရဲ့ဆိုလို့ရှိရင် and the previous campaign က certificate လေးကိုကို account ထဲဝင်ပြီးတော့မှပြန် download လုပ်ပြီးတော့မှ share လို့ရတယ်ပေါ့เนาะဒါ awareness တစ်ခုပဲလေးเนาะအဲ့လိုနဲ့ပဲပြန်သွားမှာပေါ့เนาะဆိုတော့ဒီလိုမျိုးရည်ရွယ်ချက်ကလေးရဲ့နောက်ပြီးတော့အဓိကကတော့တော်လရင်မှာအရန်ထောက်ကူပြုစေခြင်းနဲ့ fundraising platform တစ်ခု non profit ပုံစံမျိုးလေးကိုအမတို့ရည်ရွယ်ထားခြင်းဖြစ်ပါတယ်ပေါ့เนาะ โอเคပါမှာခင်ဗျာအဲတိတ်ကိုကောင်းပါတယ်အဲထပ်ပြီးတော့ကျွန်တော်သိချင်တာကဒီ SCF မှာအခုဆိုလို့ရှိရင်ဒီအဲမြေမြေငလျင်တဘာဝပေးထောက်ပံ့ဆာနာကူညီပေးဆိုပြီးတော့အဲကမ်ပိန်းတခုလုပ်နေတာကိုကျွန်တော်တွေ့ရပါတယ်အဲမတ်လ28ရက်နေ့ကနေဧပြီလဒီ17ရက်နေ့ထိပြုလုပ်နေတယ်လို့လည်းသိရပါတယ်အဲဒီကမ်ပိန်းအကြောင်းကိုလည်းရှင်းပြပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါဒီဟာတော့လေတကယ်ကို natural disaster ဆိုတာဘယ်ချိန် ဘယ်လိုဘယ်နေရာမှာဘာဖြစ်မလဲဆိုတော့မသိတဲ့အရာတစ်ခုပေါ့နော်တကယ်ကိုနေချာပေးတဲ့ဟိုဒဏ်ပေါ့နော်ဆိုတော့ကိုရီဒီဟာဖြစ်တယ်ဆိုတော့ဆက်ဆချင်းကတော့ဘာလုပ်ကြမလဲဆိုတော့ဟိုအရင်ကကန်ကောင်းသွားတာကဒါ3လကျော်ကျော်လေးပဲရှိသေးတယ် SCF platform လေးရှိနေတဲ့ခါကြတော့ဒီ STB တဲကတာဝန်ရှိသူတွေအားလုံးကဒါ campaign ကတော့တခုမတီးဖို့ တခါတည်းမတည်ဖို့ပေါ့နော်ဒီ SCA platform မှာ campaign တစ်ခုအနေနဲ့တင်ပြီးတော့မှဒီလူသားစာနာဝင်ကြီးဌာနကိုတခါတည်းလွှဲပြောင်းအချိန်နဲ့တပြေးညီလိုအပ်တဲ့နေရာတွေကိုမြေပြင်မှာတခါတည်းပံ့ပိုးပေးနိုင်အောင်အချိန်နဲ့တပြေးညီလွှဲပြောင်းနိုင်အောင်ဒီ SDB ကနေဆောင်ရွက်ပေးနိုင်တယ် SCA platform မှာတင်ပေးနိုင်တယ်ဆိုလို့ရှိရင်ဒါအရန်ကိုအထောက်အကူပြုမှာပဲဆိုတော့ရည်ရွယ်ချက်နဲ့အချိန်ပိုင်းနိုင်ပိုင်းလေးအတွင်းဒီငလင်းဖြစ်ပြီးနိုင်ပိုင်းအတွင်းမှာပဲမအားလို့28ရက်နေ့ Friday ပေါ့နော်28ရက်နေ့ March Friday မှာဒါလေးကို create စလုပ်ဖြစ်တယ်ပေါ့နော်အမ်တကယ်ကိုမတည်ခဲ့တဲ့ဟို amount ပေါ့နော် target ကတော့3500နဲ့ဟို target စခဲ့ကြတာပေါ့နော်မရေတရေပေါ့လေဖြစ်ပါမလားပေါ့နော်ဟိုဘာပဲဖြစ်ဖြစ်ဘယ်လောက်ထိပဲကုညီကုညီရခွင့်ရကုညီခွင့်ရပေါ့နော်ဆိုတော့အဲ့လိုရည်ရွယ်ချက်နဲ့စတည်ခဲ့တာပါဟုတ်ကဲ့ပါခင်ဗျာအဲ3လကျော်ပဲရှိသေးတယ်ဒီ platform ကနေပြီးတော့ပေါ့နော်အခုဆိုလို့ရှိရင်ဒီ အမားတို့ခုနပြောရတဲ့အထက်မှာ campaign ကမျှော်မှန်း target ပမာဏသိန်း1500လို့ပြောရပါတယ်တကယ်တမ်းမှာကြတော့အခုကျွန်တော်တို့ဒီဒီကနေ့အချိန်ထိ interview လုပ်နေတဲ့အချိန်ထိကျွန်တော်ကြည့်ရတာဒီ9ရက်အတွင်းမှာအဲမြန်မာငွေကျပ်သိန်းပေါင်း13000ကျော်အထိရရှိနေပြီလို့သိရပါတယ်။အဲ့ဒီတော့ဒီပအဝင်ကူညီထောက်ပံ့ပေးကြတဲ့ဓမ္မဘက်ကနေဒီကနေ့အချိန်ထိရပ်တည်နေကြတဲ့တော်လှန်ပြည်သူတွေကိုအမအနေနဲ့ဗာများပြောချင်ပါသေးလေခင်ဗျ။အော်အမအနေနဲ့ကတော့ အရန်ဟိုအတိုင်းထက်အလွန်ဟိုကျေးဇူးတင်တာထက်ဒါဘာလို့ပြလိုက်တာလဲဆိုတော့တကယ်ကိုအရေးကြီးတဲ့အချိန်မှာဓမ္မဘက်မှာရက်တည်နေတဲ့ပြည်သူတွေတကယ်ကိုဟိုယုံကြည်ယုံကြည်စွာနဲ့တော်လန်ဘန်ကိုတုံးတယ်ပေါ့နော်တော်လန်ဘန်ဒီနေရာမှာ SDB ဘန်ကတော်လန်ဘန်တော်လန်ဘန်ရဲ့ payment system ကိုတုံးပြီးတော့မှတော်လန်ဘန်ကထွက်ထားတဲ့ SCF platform မှာဒီလိုမျိုးစုပေါင်း အားနဲ့လာကူပြီးတော့မှ အခုဆိုရင်3500တောင်မဟုတ်ဘူး3000ကျော်ဆိုတော့အမခံပဲပေါ့နော်ဆယ်ဆနီးပါပေါ့ဒါဟိုတကယ်တမ်း US ဒေါ်လာနဲ့တွက်မယ်ဆိုရင် quarter of a million ထက်ကျော်တယ်ပေါ့နော်နော်ဒါ US ဒေါ်လာနဲ့ဆိုရင်ဒီလောက်ကျော်ရဲဆိုတော့ဒါ9ရက်အတွင်းမှာဒီလိုမျိုး race လုပ်နိုင်ခဲ့တယ်။တော်လန်မိသားစုနိုင်ငံအရရက်ကပြည်တွင်းပြည်ပ အော်ဘယ်သူဘယ်မိသားစုဘယ်လိုမျိုးဟိုနိုင်ငံတွင်းမှာပဲဘာတွေပဲဖြစ်နေဖြစ်နေပြပတဲ့ကရောအားလုံးစုပေါင်းအင်အားနဲ့ဒီလိုမျိုး SCF platform မှာတကယ်ကိုစီးစီးရုံနဲ့ယုံကြည်ပြီးတော့မှဒီလိုမျိုးလာဟိုလှူဒန်းပြီးတော့မှဟိုဆရာတို့ဝန်ကြီးဌာနလူသားစာနာကိုလည်းအမြန်ဆုံးဒီတသိန်းအဲတသောင်း3000ကိုလွှဲပေးနိုင်တယ်အဲ့ဒါဟိုက ကြည့်ခြင်းအပြင်အမတို့တော့ဓမ္မဘက်မှာတော်လန်နေတဲ့ပြည်သူတွေကအမြဲတမ်းဒီထက်ပိုပြီးတော့မှအားရအားရအများကြီးထက်ထက်ရလာတယ်ဆိုတာကိုလည်းပြောချင်တယ်ပေါ့နော်အထူးကျေးဇူးတင်တဲ့ဒီ campaign က17ရက်နေ့ April ထိ run နေမှာဖြစ်တယ် SCF platform မှာလည်းဒီ campaign ကိုပဲနှစ်ပတ် focus လုပ်ပြီးတော့မှပြည်တွင်းထဲမှာဒုက္ခရောက်နေတဲ့မိသားစုတွေနေရာဒေသအစုံမှာ reach out မလုပ်နိုင်တဲ့မိသားစုတွေကိုအမြန်ဆုံးအာဆရာကြီး um ဦးဝင်းမြတ်အေးတို့ဒီဝန်ကြီးဌာနလူသားဆန္ဒဝန်ကြီးဌာနကနေပြီးတော့မှ ထောက်ပံ့ပေးပို့သွားနိုင်မယ်လို့တကယ်ကိုယုံကြည်ရယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ SCF မှာဒီ platform 17ရက်နေ့အထိ run နေတယ်ဆက်လက်ပြီးတော့လည်းပါဝင်ပေးကြပါအဲ17ရက်နေ့ပြီးသွားပြီဆိုလို့ရှိရင်တော့တခြား campaign တွေကိုမြေပြင် direct ထိသွင်းမယ်တခြား campaign တွေကိုမအားဘက်ကနေပြီးတော့မှဟိုဦးစားပေးစဉ်းစားပြီးတော့မှတင်ဟိုတင်ဖို့အတွက် လုပ်သွားမှာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာ အခုဆိုလို့ရှိရင်ဟိုကြက်သိန်းပေါင်း9ရက်အတွင်းမှာကြက်သိန်းပေါင်း13000ကျော်လဲရရှိနေပြီဆိုတာသိရတော့အခုရရှိထားတဲ့ငွေတွေကိုဘယ်လိုနေရာတွေမှာဆက်လက်ဆောင်ရွက်သွားမလဲဆိုတာလဲရှင်းပြပေးပါဦးခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဟုတ်ကျွန်တော်နာမည်ကတော့မင်းကွန်ပါကျွန်တော်ကတော့ SES platform မှာ operation department တာဝန်ခံအနေနဲ့ကျွန်တော်ကူညီဆောင်ရွက်ပေးနေပါတယ် sprint development ban မှာလဲကျွန်တော် operation တာဝန်ခံအနေနဲ့ဆောင်ရွက်ပေးနေပါတယ်အခု ကျွန်တော်တို့ဒီ SCF မှာဒီကျွန်တော်တို့ run နေတဲ့ဒီငလျင်အတွက် campaign လေးကတပတ်တွင်မှာတိမ်မောင်း1000 3000ကျော်ကျွန်တော်တို့ရရှိသွားပြီပေါ့နော်အဲ့တိမ်မောင်း1000 3000ကျော်ကိုမှာကျွန်တော်တို့လက်ရှိအချိန်အထိပေါ့နော်အဲဆရာကြီးဝင်းမြတ်ရေးကိုဥဆောင်နေတဲ့လူသားဆန္ဒဝန်ကြီးဌာနကိုတိမ်မောင်း1000 3000တိတိကျွန်တော်တို့လွှဲပြီးသွားပြီပေါ့နော်လွှဲတဲ့အချိန်မှာလည်းကျွန်တော်တို့ငွေကိုမဆောင်နေဘဲနဲ့ရရင်ရတဲ့လောက်အချိန်နဲ့တပြေးညီမြေပြင်ကိုစီးစင်းနိုင်မှုအတွက်တောက်လျှောက်ကျွန်တော်တို့ငါးတုတ် ခွဲခွဲပြီးတော့ကျွန်တော်တို့လွှဲခဲ့တာပေါ့နော်ပထမတတုတ်ကကျွန်တော်သိန်း2000ရတာနဲ့ချက်ချင်းလွှဲလိုက်တယ်ဒုတိယတတုတ်သိန်း2500အနောက်တတိယတတုတ်သိန်း2800ပြီးတော့2800ပြီးတော့နောက်ဆုံးသိန်း3000ပေါ့နော်စုစုပေါင်းသိန်း13000ကိုရတာနဲ့အချိန်တပြေးညီကျွန်တော်ဒီလူသားဌာနဝန်ကြီးဌာနစီကိုတောက်လျှောက်လွှဲပြီးတော့ဆရာကြီးဝန်မြတ်တို့ဘက်ကလည်းနေပြင်းနဲ့တပြေးညီချိတ်ဆက်ပြီးတော့ဒီကူညီမှုတွေစတင်ဆောင်ရွက်နေတာအာဆရာကြီးတို့ရဲ့ပေမှာအာမြင်တွေ့ရနေပြီပေါ့နော်အာပြီးတော့ ပို့ပြီးတော့ကျွန်တော်တို့ဟိုအင်အားဖြစ်စီတာကဒီငလင်ဘေးမှာဗောနော် ခုနအမပြောသားတယ်လို့ပဲနိုင်ငံတကာမှာရှိတဲ့တော်လံပြည်သူအပေါင်းရောပြည်တွင်းမှာရှိကြတဲ့တော်လံပြည်သူအပေါင်းကလည်းအတက်တရောနဲ့ပါဝင်ကူညီကြတဲ့အတွက်တက်မှတ်ထားတဲ့ကမ်ပိန်းထက်ပို့ပြီးတော့အမြောင်များရရှိတယ်အဲ့ငွေတွေကိုလည်းစီစဉ်မှုအတွက်လူသားဆန္ဒဝန်ကြီးဌာနကဥဆောင်ပြီးတော့ဆောင်ရွက်ပေးတယ်မြေပြင်မှာလည်းတာဝန်ရှိနေကြတဲ့ အပကပပပပလာဖာတွေတခြားသောအဖွဲ့အစည်းတွေရာလဲအတက်တရောနဲ့ဒီဟာကိုပဝင်ကူညီနေကြတဲ့အတွက်ဒါကျွန်တော်တို့ရဲ့ဒီအဲကန်ဆိုးမှုတွေဂျားတွေကကျွန်တော်တို့ရဲ့စူပောင်းအားလေးတစ်ခုဖြစ်လာတယ်လို့လဲကျွန်တော်မြင်နေပေါ့နော်ဒီအားကိုထပ်ပြီးတော့စူးစီးပြီးတော့ကျွန်တော်တို့ရဲ့သွားမဲ့လမ်းမှာလဲဆက်ပြီးတော့အစည်းလုံးညီညွတ်စွာနဲ့ကျွန်တော်တို့ထပ်ပြီးတော့အရွေးကိုတူတူရွေးသွားဖို့လဲအဲကျွန်တော်တို့မျှော်မှန်းလို့ရတယ်ပေါ့နော်အဲ့အတွက်အခုကြားတဲ့ငွေတွေကတော့ကျွန်တော်တို့ဆရာကြီးဦးဝင်းမြတ်အေးတို့ရဲ့လူသားဌာနဝန်ကြီးဌာနကိုပဲအလုံးစုံ ကြားတလောက်အချိန်မြင့်တပြင်းကြီးလွှဲပြီးတော့အမြေပြင်ကိုတောက်လျှောက်စီးစင်းနေပါခင်ဗျာဟုတ်ကဲ့ပါကုမင်းကုန်းခင်ဗျာအဲနောက်ထပ်သိချင်တာကဒီ SCF မှာဒီမြေငလျင်တဘာဝဘေးထောက်ပံ့စာနာကူညီပေးကမ်ပိန်းအပြင်အဲတခြားသောကမ်ပိန်းများမှလည်းထောက်ပို့ကူညီနိုင်တယ်လို့သိရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးလဲဒီတော်လန်ပြည်သူတွေအတွက်သတင်းစကားပေးပါအောင်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီ SCF platform လေးကတော့ဒီ STB ban ပေါ့နော်တော်လန် ဘန်ဖြစ်တဲ့ຫນွေဥဘန်ကနေမှနောက်ဆုံးထွက်ရှိလာတဲ့ product တစ်ခုပေါ့နော်အဖန်ရေးစီ platform တစ်ခုဖြစ်တယ်ဒီ platform ကကျွန်တော်တို့ဘယ်ထိရည်ရွယ်လဲဆိုတော့ကျွန်တော်တို့နာဂတ်ညူးမြန်မာပေါ့နော်ကျွန်တော်တို့နိုင်ငံတော်အသစ်ထိကျွန်တော်တို့ဒီပြန်လဲထူထောင်ရေးကိစ္စတွေမှာ ပြည်သူတွေဒီရေယုံကြီးကြီးနဲ့တစုတစည်းတဲ့လှူပြီးတော့အလွယ်တကူကျွန်တော်တို့ပြုပြင်ပြောင်းလဲရမယ့်ကိစ္စတွေပြန်လဲတည်ဆောက်ရမယ့်အနေအရာတွေမှာအသုံးပြုဖို့ အတွက် fundraising ရှာမဲ့ platform လေးတစ်ခုအဖြစ်ယူရပြီးတော့ကျွန်တော်တို့စတင်တိဆောက်ထားတာပေါ့နော်အခုတော်လန်ရေးကာလမှာကျွန်တော်တို့တော်လန်ရေးအတွက်လိုအပ်တဲ့ဘယ်နေရာဘယ်ဒေသက campaign မဆိုကျွန်တော်တို့တွေအဲကုညီဆောင်ရွက်ပေးနေတယ်အဲ့အတွက်အဲခုလက်ရှိဒီငလျင်ဘေးကိုလာကူရင်းနဲ့မှ SCF ကိုတည်သွားတဲ့ဒေါ်လန်ပြည်သူအပေါင်းကိုလည်းကျွန်တော်ဒီကနေသတင်းစကားထပ်ပါချင်ပါတယ်ဒီ SCF platform မှာဒေါ်လန်ရေးနဲ့ပတ်သက်တဲ့ campaign တွေပေါ့နော်တော်လိုင်းရေးကိုအရွေးတစ်ခုရောက်စေမဲ့အထောက်ကူပြုစေမဲ့ campaign တွေကျွန်တော်တို့တောက်လျှောက်ဆောင်ရွက်ပေးနေပါတယ်အဲမြေပြင်အဖွဲ့အစည်းနဲ့ချိတ်ဆက်တယ်ဝန်ကြီးဌာနတွေနဲ့ကျွန်တော်တို့ဟိုညှိနှိုင်းပြီးတော့ဆောင်ရွက်တယ်ပြီးတော့ကျွန်တော်တို့တော်လိုင်းရေးအစကတည်းကဆောင်ရွက်ခဲ့တဲ့ OFP platform နဲ့လည်းကျွန်တော်တို့ချိတ်ဆက်ပြီးတော့အတူဆောင်ရွက်ကြတယ်ပေါ့နော်ဒီနိုင်ငံတကာမှာရှိနေတဲ့ fundraiser တွေရဲ့ campaign တွေကိုလည်းအတူတူကျွန်တော်တို့ချိတ်ဆက်ပြီးတော့ဆောင်ရွက်ကြတယ်အဲ့အတွက်အဲဒီ platform မှာတော်လိုင်းရေးနဲ့ပတ်သက်တဲ့ campaign အများကြီးကျွန်တော်တို့ဆက်ပြီးတော့ run နေပါမယ်အဲ့အတွက်အဲ့ campaign တွေကိုလည်းလာပြီးတော့ကျွန်တော်တို့တောက်လျှောက်ပါဝင်ကူညီပေးကြဖို့ဖိတ်ခေါ်ပါတယ်နောက်ထပ်တစ်ခုအဲကျွန်တော်နေနဲ့ဖြည့်ပြီးတော့ပြောချင်တာပါပေါ့နော်အခုကျွန်တော်တို့ဒီကာလကတကြံကာလဖြစ်တယ်ပေါ့နော်တကြံကာလဖြစ်တယ်ဒီကျွန်တော်တို့ရဲ့ဒီအခါတကြံမတိုင်ကလေးမှာဒီလိုမျိုးကပ်ပြီးကျွန်တော်တို့ကြုံလိုက်ရတယ်ဒါပေမဲ့ကျွန်တော်တို့တော်လန်ရေးအောင်နိုင်မှုအတွက်ပြပရောက် အမှုပညာရှင်တွေရော CDN အမှုပညာရှင်တွေရောပြပရောက်ဒီမြန်မာ community တွေကရော တကြံခေါင်းစဉ်ကိုမိပြီးတော့ကျွန်တော်တို့ campaign တွေလုပ်ဖို့အတွက် season ထားတာတွေရှိတယ်ပေါ့နော်ဒီဟာတွေကလည်းကျွန်တော်တို့ဒီတော်လရေးအောင်ဖို့အတွက်အဓိကရည်ရွယ်ပြီးတော့လုပ်ကြတဲ့ campaign တွေဖြစ်တယ်အဲ့အတွက်ဒီ campaign တွေကိုလည်းဆက်လက်ပြီးတော့ ပါဝင်ပေးကြပါပါเนาะ SCM မှာလည်းအဲ့လို campaign တွေလာမဲ့ဟာတွေရှိတယ်တခြား platform တွေရောတခြား community တွေမှာရောဒီလိုမျိုးတကြံနဲ့ပတ်သက်တဲ့ campaign တွေဆောင်ရွက်ဖို့စီစဉ်နေကြတာရှိတယ်ပေါ့เนาะအဲ့ဒီ campaign တွေကိုလည်းကျွန်တော်တို့ဟိုဆက်လက်ပြီးတော့ပါဝင်အားပေးကြပါဗောဒါမှကျွန်တော်တို့လိုချင်တဲ့အဓိကပန်းနိုင်ဖြစ်တဲ့စစ်အာဏာရှင်ပြုတ်ကြရေးကကျွန်တော်တို့ကအာအဆုံးတက်အောင်တိုက်နိုင်ပါဗောเนาะအခုငလျင်ပေးတာဖြစ်တယ်ဒီကောင်ကဘုံကျဲလို့ ကောင်းနေတော့မယ်ပေါ့နော်နေရာဒေသမှာသူသူ့ရဲ့ဟိုရုံမှာရက်ဆက်မှုကရက်မသွားဘူးကျွန်တော်တို့ကလည်းငလင်းတစ်ခုတည်းဝယ်ကျွန်တော်တို့ကကူးနေလို့မပြီးဘူးငလင်းအတွက်လည်းကျွန်တော်တို့ကူကြမယ်ကျွန်တော်တို့ရဲ့အတ္တိမဘန်းနိုင်ဖြစ်တဲ့တွန်လည်ရေးအောင်မြင်မှုအတွက်ဆောင်ရွက်နေကြတဲ့ campaign တွေကိုလည်းကျွန်တော်တို့ဆက်ပြီးတော့ကူကြပါလို့ကျွန်တော်ကတော့ထပ်ပြီးတော့ဖြည့်ဆက်ပြောချင်ပါတယ်ပေါ့ဟုတ် ဟုတ်ကဲ့ပါကိုမင်းကုန်းခင်ဗျာအခုလိုမျိုးပြည့်ပြည့်စုံစုံဖြည့်ကြားပေးသွားတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့အခုနဲ့ခုနဖြည့်ကြားသွားတဲ့အမအိုဟိုတယောက်ကလေးစီမေးချင်တာကတော့ဒီကနေ့ချိန်ထိဓမ္မဘက်ကနေယက်တီနေကြတဲ့တော်လှန်ပြည်သူတွေကိုအခုနဲ့အမဘာများပြောချင်ပါသလဲခင်ဗျာဆက်လက်ပြီးတော့မှတော်လှန်ပေးနေပါပြည်တွင်းမှာရှိတဲ့ဓမ္မဘက်မှာယက်တီနေတဲ့သူတွေအတွက်ရောပြည်ပကား ဓမ္မဘက်မှာစကတဲ့ဟိုကဒီ2021 February စတဲ့ဟိုကရည်တည်နေတဲ့လူတွေအတွက်ပါဆက်လက်ပြီးတော့မှဟိုကူညီပေးပါဆက်လက်ပြီးတော့မှပါဝင်ပေးကြပါအားမလျှော့ကြပါနဲ့အခုဒီ platform SCA platform မှာရရှိရအားခုနှစ်ရက်အတွင်းအားကိုကြည်ချင်းအားဖြင့်ကျွန်တော်တို့အကောင်လုံးကတကယ်ကိုစုပေါင်းအားအကြီးရှိပါတယ်ပေါ့နော်ဆက်လက်ပြီးတော့မှဒါဒီအားကိုအသုံးချသွားရအောင်ဆက်လက်ပြီးတော့မှဟို စစ်အာဏာရှင်စနစ်ကိုလုံးဝကျွန်တော်တို့ပြတ်တဲ့အထိဖြတ်ကြရအောင်ပေါ့နော်ဒီတစ်ခေါက်တော့ဟုတ်ကဲ့မင်္ဂလာပါဘူးအာဒီခုလက်ရှိအချိန်ထိကျွန်တော်တို့ဒီ ော်လန်ရေးကိုပါဝင်ကူညီပေးနေကြတဲ့နိုင်ငံအရရက်ကအညီကိုမောင်နှမတွေကောအပြီးတော့ပြည်တွင်းမှာရှိကြတဲ့တော်လန်ပြည်သူညီကိုမောင်နှမတွေအားလုံးကိုလည်းအအထူးကျေးဇူးတင်နေဆက်လက်ပြီးတော့လည်းပါဝင်နေကြမယ်လို့လည်းအမြဲတမ်းယုံကြည်တယ်အကျွန်တော်ကိုယ်တိုင်လည်းအဆုံးထိဆက်လက်ပါဝင်သွားဖို့လည်းအတိုင်းတန်ချထားတယ်ပေါ့နော်ကျွန်တော်တို့ကဒီတိုက်ပွဲကိုဒီတစ်ချိန်မှာဆုံးအောင်တိုက်နိုင်မှဒီလိုမျိုးခစ်ဆိုးစနစ်ဆိုးကျွန်တော်တို့ဒီတဘာဝဘေးအန္တရာယ်ဆိုးတွေကြာရောက်ခဲ့ရင်တောင်မှကျွန်တော်တို့ဟို စူပါအားနဲ့မြန်မြန်ကဲတင်နေမှာပေါ့နော်အခုစစ်အာဏာရှင်ရဲ့ပြည်သူပေါ်မှာစေရနာမရှိမှုကအရန်တည်တာလေလीနော်ဘလောက်ပဲပြည်သူတွေဒုက္ခဆိုးတွေရောက်နေပါစေသူ့ရဲ့လောက်ရက်ကရက်ဆက်မဲ့ကိစ္စတွေကသူကဆက်ပြီးတော့လှုပ်နေမှာပဲပေါ့နော်ပြည်သူပေါ်မှာစေရနာတစက်ကလေးမှမရှိဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးစနစ်ဆိုးကိုကျွန်တော်တို့အပြီးတိုင်ခြေမုံဖို့ကကျွန်တော်တို့အရင်ရေးကြည့်ပါတယ်အဲ့တော့နိုင်ငံအရရမှာရှိနေကြတဲ့အဲတော်လန်ပြည်သူညီကိုမောင်နှမတွေ ီတွင်မှာရှိနေကြတဲ့ဒေါ်လန်ပြည်သူညီကောင်မတော်တွေအားလုံးကျွန်တော်တို့အားလုံးစုပေါင်းအားနဲ့ဒီဒီချိန်မှာဒီစနစ်ဆိုးကိုအပြီးတိုင်ဖြုတ်ချသွားမယ်လို့လည်းယုံကြည်ပါတယ်အားလုံးအတူတူကြီးတက်ကြဖို့အတွက်လည်းအဲကျွန်တော်ဒီဒီနေရာနေပေါ့ဟိုခွန်အားပေးစကားပြောကြပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့အခုလိုမျိုးပြည့်ပြည့်စုံစုံဖြေကြားပေးသွားတဲ့အတွက်အခုနဲ့အမအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအော်ကျွန်မတို့ဘက်ကလည်းအရန်ကိုကျေးဇူးတင်ပါတယ်အချိန်ပေးပြီးတော့မှလေအခုလိုမျိုးလာမေးမြန်ပေးတဲ့အတွက် Thank you.